2024ရဲ့အောက်တိုဘာ10ရက်နေ့ကကြေညာသွားတဲ့ Nobel ငင်းချမ်းရေးဆုအကြောင်းဒီနေ့ကျွန်တော်တို့နည်းနည်းအသေးစိတ်ကြည့်ကြတာပေါ့ဒီဆုကို Venezuela Democracy ရဲ့လှုပ်ရှားသူ Maria Corina Machado ရသွားတာပါ ဟုတ်ကဲ့ဒီနေ့ကျမတို့ဆွေးနွေးဖို့အဓိကမိညာမှာကတော့ BBC News YouTube Channel ကဗီဒီယိုမှတ်တမ်းတစ်ခုပါ Venezuelan Democracy Activist Maria Corina Machado wins Nobel Peace Prize ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့ဟုတ်ကဲ့ ဆိုတော့အဲ့ဒီမက်တိုင်းတွေကအချက်လက်တွေကိုအခြေခံပြီးတော့ဒီစုပေးပွဲနောက်ွယ်ကအကြောင်းအရာတွေမာရီယာကိုရီနာမာချာဒိုဆိုတော့ဘယ်သူလဲဗင်နီဇွဲလာမှာတော့အခြေအနေကဘယ်လိုရှိနေလဲအင်းနောက်ပြီးဒီစုကပိုကျေပြန်းတဲ့ကမ္ဘာအခြေအနေနဲ့ဘယ်လိုဆက်ဆက်နေတယ်လဲဆိုတာတွေကိုပါကျွန်မတို့နည်းနည်းအတွင်းကြကြဆွေးနွေးကြည့်ကြင်ပါတယ်တဘောကစုတစ်ခုတည်းဆိုတာထက်ဒါကဘာကိုပြနေတယ်လဲပေါ့ကောင်းပါတယ်အဲယင်းဆုံးဟိုအော့စလိုမြို့ကချင်းရွယ်မြင်ကွင်းနဲ့ဆောင် BBC တရင်းထောက်မတ်လိုဝင်းကလည်း ဟိုဆုံးဖြတ်ချက်ချတဲ့ခန်းထဲထိဝင်ခွင့်ရခဲ့တယ်လို့ဆိုတယ်ဟုတ်တယ်အဲ့ဒါတော်တော်ထူခြားတယ်နှစ်ပေါင်း၁၀တန်းအစိမ့်နှစ်တူမှာမီဒီယာကိုအဲ့စီဝဲအစမှာဝင်ခွင့်ပေးတော့ဒါပထမဆုံးအကျင့်နဲ့အမ်တာဘတ်တင်းတပူပဲတကယ်ကိုပါအဲကျင်ညာချက်ကိုတော့နော်ဝေနိုဘယ်ကော်မတီဥက္ကဋ္ဌယော့ခ်ဗာတာဖရေးဒက်စ်ကထုတ်ပြန်ခဲ့တာပေါ့သူတို့အစည်းအဝေးပြေချင်းထိုင်နေဆိုတာကိုတော့လုံခြုံရေးအရာရုပ်ဖွက်ထားရတယ်ဆိုတော့ အခြေအနေကတော်တော်တင်းမာနေတယ်ဆိုတဲ့သဘောပဲဟုတ်ပါအခန်းထဲမှာဟို1900ကတည်းကစုရှင်းနေတဲ့ပုံတွေချိတ်ခါတာတွေ့ရတယ်ဆိုတော့အဲ့တမိုင်းအရှင်အဝါကလည်းရှိနေတာပေါ့အင်းဒီနေ့ဆန်ခါတင်စာရင်းဝင်က338ရောက်လို့ရှိနိုင်တယ်လို့တော့ခံမှန်းကြတာပဲဒါပေမဲ့အတိအကျဘယ်သူတွေပါလဲဆိုတာကတော့ none 90လောက်ဆုံးရအောင်မှာဆိုတော့လေဟုတ်ကဲ့အဲ့ဒီလိုစောင်းစားမှုတွေအဆုံးမှာတော့ကောမဒီဥက္ကဋ္ဌက2025ဆုရှင်ကိုကြီးညာလိုက်တာပဲ မာရီယာခိုရီနာမာချာတိုသူ့ကိုတုံလုံးသွားတဲ့စကလုံးလေးကတော်တော်အားပါတယ်ရဲရင်ပြီးကတိတည်တဲ့ညင်းချမ်းရေးတမတော်တဲ့ဟုတ်ကဲ့နောက်ထပ်ခုကကြီးထွားလာတဲ့မောင်ကြားမှာဒီမိုကရေစီမီးတောက်ကိုဆက်လက် တောက်လောင်စေသူဆိုပြီးတော့ဒါတော်တော်လေးကိုအတိအမှတ်တူတဲ့စကလုံးလေးပါอืมဘာကြောင့်ဒီစုကိုပေးရတယ်လဲဆိုရင်အကြောင်းရင်းကိုလည်းသူတို့ရှင်းပြသွားတယ်အဓိကကတော့ Venezuela ပြည်သူတွေရဲ့ဒီမိုကရေစီအခွင့်အရေးအတွက်သူမဆုတ်မနေကြိုးပမ်းခဲ့တာပေါ့ဟုတ်ကဲ့ နောက်ပြီးတော့အာဏာရှင်စနစ်ကနေဒီမိုကရေစီကိုပြောင်းဖို့ငြိမ်းချမ်းတဲ့နီလာနဲ့တရားမျှတစွာကူပြောင်းနိုင်ရေးယုံကင်ခဲ့တာတွေကြောင့်ဆိုပြီးပြောသွားတယ်။အဲ့ဒီစကားလုံးတွေကရိုးရှင်းတလို့လက်တွေမှာတော်တော်ခက်ခဲမဲ့ကိစ္စတွေပဲ။တကယ်ကိုမှန်ပါတယ်။ကော်မတီကသူ့ကိုလေလက်တလို့လက်တင်အမေရိကမှာအယက်တားရဲစွမ်းတတိရဲ့အထူးခြားဆုံးစံနမူနာတစ်ယောက်ဆိုပြီးထပ်မှတ်သွားတယ်။อืมအဲ့ဒါအရေးကြီးတယ်။နောက်တစ်ခုကအရင်ကအစိပ်စိမွားမွားဖြစ်နေတဲ့အတိုက်ခံတွေကိုသူကစူးစီးညှဉ်းညွှန်းအောင်လုပ်နိုင်ခဲ့တယ်။ဟုတ်တယ်။ ရွလက်တဲ့ရွေးကောက်ပွဲထိုးပြီးသူကိုစားပြုအစိုးရတို့ဆိုတဲ့အချက်တွေပေါ်မှာအတိုက်ခံတဲ့အားလုံးကိုတူညီတဲ့ရည်တည်ချက်တစ်ခုရောက်အောင်သူစုစည်းပေးနိုင်ခဲ့တယ်ပေါ့ဒါကိုလည်းအတိအမှတ်ပြုသွားတယ်ဒီညမှာဗင်နီဇွဲလာအခြေအနေကိုနည်းနည်းပြန်ကြည့်ဖို့လိုလာပြီကချင်ကဆိုရင်တောင်အမေရိကမှာအတော်လေးချမ်းသာတယ်ဒီမိုကရေစီလည်းအတင်းတင်းထွန်းကားတယ်လို့သိခဲ့ကြတာဟုတ်ကဲ့ဒါပေမဲ့အခုအချိန်နေရာလုံးဝပြောင်းပြန်ဖြစ်သွားပြီမဒရရဆိုရင်တော့လက်ရှိနီကိုလတ်စ်မာဒူရိုအစိုးရလက်အောက်မှာ တော်ရလေရက်ဆက်တဲ့အာဏာရှင်နိုင်ငံဖြစ်လာတယ်။လူသားချင်းစာနာမှုစီမားအကြက်တဲတဲ့အရာဆုံးနေတယ်လို့ပြောပါတယ်။ပြည်သူအများစုရောဆင်းရဲတွင်ထေရောက်နေချိန်မှာထိတ်ပိုင်းလူနေစုကတော့ချမ်းသာနေတယ်ဆိုရအချက်ကလည်းရှိသေးတယ်။อืม။နောက်ပြီးအစိုးရရဲ့ဖိနှိပ်မှုတွေကြောင့်ပြည်သူရှစ်တန်းလောက်စဉ်းစားကြည့်လေနိုင်ငံလူဦးရေရဲ့၄ဘုံတဘုံကျော်ကျော်လောက်ကနိုင်ငံငယ်နဲ့ထပြေးခဲ့ရတယ်ဆိုတာက ော်တော်ဆိုးရတဲ့အချိန်တွေပဲအင်းမမာချာတို့ရဲ့လှူရှားမှုတွေကပိုပြီးတော့အတီးပဲရှိလာတာပေါ့ဟုတ်တယ်။ तू ကနိုင်ငံရေးမှာအတွေ့အကြုံ20ကျော်ရှိပြီဒီမိုကရေစီမြင့်တင်ဖို့ Summate ဆိုတဲ့အဖွဲ့ကိုလည်း तू တည်ထောင်ခဲ့တယ်။လွတ်လပ်များတဲ့ရွေးကောက်ပွဲတွေဖြစ်ဖို့ကို तू အစကတည်းကတစိုက်မမတ်တောင်းဆိုခဲ့တာ။သူရဲ့ဟိုစောင်းပုတ်လိုဖြစ်နေတဲ့စကားရှိတယ်မလား။ကြီးစံများတဲ့မဲပြားများဆိုတာအင်း Ballots over bullets ပေါ့။ဒါကသူ့ရဲ့ငင်းချမ်းတဲ့လမ်းစဉ်ကိုပြတာပဲ။ နှစ်ပေါင်းများစွာတရားစီရင်ရေးလွတ်လပ်မှုလူခွင့်ရေးပြီးထုကိုစားပြုမှုတွေအတွက်သူစူးစမ်းခဲ့တယ်၂014ရွေးကောက်ပွဲမတိုင်ခင်မှာအတိုက်ခံဒီရဲ့တမရလောင်းဖြီခဲ့ပေမဲ့အဆိုရကသူ့ကိုဝင်ပြန်ခွင့်ပိုက်လိုက်တယ်ဟုတ်တယ်အဲ့ဒါကတူတူကြီးမားတဲ့ထူးတဲ့ချက်ပဲဒါမဲ့တူကအဲ့မှာနောင်မစုဘူးอืมကိုတိုင်ဝင်ခွင့်မရတော့တဲ့အခါတခြားအတိုက်ခံကိုစားလေအက်မွန်ဒိုဂွန်ဇာလက်စ်ဦးရူဒူယာကိုတူကထောက်ခံလိုက်တယ်ဒါကအတိုက်ခံဒီမကွဲဘူးဆိုတာကိုပြလိုက်တာပဲ ဟုတ်ပါအရေးကြီးတာတစ်ခုကရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုရှိဖို့သူစ조사ခဲ့တာနိုင်ငံရဲ့မြင်ကွဲပြားတာတွေဘေးဖက်ထားပြီးစေနာဝန်ထမ်းသိမ်းတဲ့ချီပြီးစုစည်းတယ်လေ့ကျင့်ပေးတယ်အဲ့ဒီအပိုင်းကလည်းတကယ်ကိုအန်တော်ဟုတ်ကောင်းတယ်ဖန်စီနေဆက်ခံနိုင်တဲ့အန်ဒရီဂျာဂနီပြီးသူတွေကိုယ်တိုင်ကမဲယုံတွေကိုစောင့်ကြည့်ခဲ့ကြတယ်ဆိုတာဟုတ်တယ် အစိုးရကမဲစာရင်နဲ့ဖြစ်စည်းတာမဲလိန်တာတွေမလွတ်နိုင်ခင်မှာနောက်ဆုံးမဲရလက်တွေကိုမတန်းတင်နိုင်ခဲ့ကြတယ်လို့ဆိုတယ်ဒါကတကယ်ကိုငင်းချဲတဲ့နီးနဲ့ပြီးတခုခံမှုတစ်ခုပဲတကယ်ကိုရဲရင်နဲ့လို့ရပဲဒီလိုတွေကြောင့်လဲ BBC သုံးသက်သူမာကလိုယန်ကသူ့ကိုဗင်နီဇွဲလာတာမနီအမျိုးသမီးလို့ခေါ်တာဖြစ်မယ်ဟုတ်နိုင်ပါတယ်သူမရင်ဆိုင်နေရတဲ့အန်ဒရေတွေကလည်းမသေးဘူးလေ အစိုးရကသူ့ကိုပြည်ပထွက်ခွင့်ပိတ်ထားတယ်။အသက်အန္တရာယ်ချင်းချောက်ခံရရတယ်။ပုံအောင်နေရာကနေခနာထွက်ဆန္ဒပြောက်ွဲတက်တုံပြန်ပေးဆွဲခံရဘူးတဲ့ဆိုတာမျိုးထိပြောဆိုမှုတွေရှိတယ်လို့မက်တမဖော်ပြထားတယ်။ဟွန်းဒါရီယာလောကသူ့ရဲ့ဆွန့်လမှုကိုပြနေတာပဲ။ကဲနိုဘယ်ကောမဒီရဲ့ဆွန့်ပြချက်နဲ့ကမ္ဘာအခြေအနေဘက်ကိုပြန်သွားရအောင်။ကောမဒီဥက္ကဋ္ဌက မာချာဒိုဟာအဖရက်နိုဘယ်ရဲ့ဆန်နုံတုံးခုလုံးနဲ့ကိုက်ညီတယ်လို့ကခံရပြောသွားတယ်။ဟုတ်ကဲ့အတိုက်ခံတွေကိုစူးစီးနိုင်ခဲ့တာရဲ့ပြီးတော့ဗီနီဇွဲလာလူအဖွဲ့စည်းကစစ်အုပ်ချုပ်ရေးပုံစံမျိုးဖြစ်လာတာကိုသူကမရင်မယိုင်ဆန့်ကျင်ခဲ့တာရဲ့နောက်ဆုံးငင်းကြမ်းတဲ့ဒီမိုကရေစီအကူအပြောင်းကိုတဆိုင်မမထောက်ခံခဲ့တာရဲ့အဲ့သုံးချက်လုံးနဲ့ကိုက်ညီတယ်လို့ဆိုပါတယ်။နောက်ပြီးတော့လေကော်မတီဥက္ကဋ္ဌရဲ့မင်ခွန်းမှာကမ္ဘာ့တဝန်ဒီမိုကရေစီစိုးရိမ်နေတဲ့အခြေအနေကိုအလေးပေးပြောသွားတာကလည်းသတိထားစရာပဲ။အင်း အာနာရှင်အစိုးရရီပေါ်များလာတဲ့စံနှုန်းဒီကိုစိန်ခေါ်လာတဲ့အကြမ်းဖက်မှုကိုအားကိုးလာကြတယ်ဆိုတဲ့သုံးသက်ချက်တွေကလက်ရှိကမ္ဘာချင်းတွေကိုတော်တော်လေးထင်ဟပ်နေတယ်။ဒီမိုကရေစီဟာရေရှည်တည်တံ့တဲ့ညီချမ်းရဲအတွေ့ကြိုတင်လွတ်အချက်ဖြစ်တယ်ဆိုတဲ့စကားကတော့ပဲမဲ့လီနက်တည်းရဲ့။ဟုတ်ကဲ့။ဒါဟာကမ္ဘာကိုပေးတဲ့သတင်းစကားတစ်ခုပဲလို့ကော်မတီကဆိုတယ်။ဆိုလိုတာကဒီမိုကရေစီအင်အားစုတွေကိုထောက်ခံဖို့လိုတယ်။အဲ့ဒါဟာငင်းချမ်းရဲ့အတွက်ပဲဆိုတဲ့အချက်ကိုပေါ်လွင်စေချင်မှုရပါတယ်။ ်၂၀၂၄မှာရွေးကောက်ပွဲတွေအများဆုံးကျင်းပခဲ့တဲ့နေ့လို့ပြောကြပေမဲ့တကယ်လွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲကတော့ပိုနဲလာတယ်ဆိုတဲ့အချက်ကလည်းစိတ်မကောင်းစရာပဲဒီစုနဲ့ပတ်သက်ပြီးတော့နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကတော့ Donald Trump နဲ့ဆက်ဆက်နေတဲ့ကိစ္စပါ음အဲ့ဒါလေးမှတ်တမ်းတွေမှပါလာတယ် BBC ကထောက်ပြတာကဒီနေ့စုအတွက် Trump ဘက်ကတော်တော်လေးပြောင်းပြောင်းတင်းတင်းလုံဆော့စီယုံတာတွေရှိခဲ့တယ်ဆိုပြီးတော့ဟုတ်တယ် သူကိုယ်တိုင်ကလည်းဒီစုကိုလိုချင်တယ်သူနဲ့ထိုက်ကြံတယ်ဆိုတာမျိုးပြောခဲ့ဘူးတယ်လို့ဆိုတယ်ဒီလိုဖြစ်အားရပေါ်ကော်မတီဥက္ကဋ္ဌရဲ့တုံ့ပြန်မှုကတော့တည်ငြိမ်တယ်လို့ပြောရမယ်ကော်မတီသမိုင်းမှာဒီလိုဖြစ်အားတွေကြုံဖူးပါတယ်သူတို့ဆုံးဖြတ်ချက်ကတော့အယ်ဖရက်နိုဘယ်ရဲ့သဘောဆန္ဒနဲ့စုရမယ်သူရဲ့လို့ရပေါ်မှာပဲမူတည်တယ်ဆိုပြီးရှင်းရှင်းလင်းလင်းပြောပါတယ်ဒါပေမဲ့လေ BBC တုံးတဲ့သူမော့ကလူဝန်ကဒီကော်မတီရဲ့ဆုံးဖြတ်ချက်ကို အလွန်ပါနတ်ပြီးထီလွဲရှိလွတ်နိုင်တဲ့လုံချာမှု delegate a smart move လို့တုံးတက်တာကစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ဘလို့ပါနတ်တာလဲဘာလဲဆိုတော့မာရီယာကိုရီနာမချာရုံဦးဆောင်တဲ့ Venezuela အတိုက်ခံအုပ်စုက Trump အစိုးရလက်ထက်တွန်းကထောက်ခံမှုရခဲ့တဲ့အဖွဲ့ဖြစ်နေလို့တဲ့အော်ဟုတ်တာပဲဆိုတော့တုံးတက်ချက်သဘောရပြောရရင်ကော်မတီက Trump ကိုတိုက်ရိုက်စုမပေးပေမဲ့ Trump ရဲ့အတိုက်ခံမချစ်စေမဲ့ သူ့ရဲ့ထောက်ခံမှုရခဲ့ဘူးတဲ့ဒုတိယကိုရွေးလိုက်တဲ့သဘောမျိုးဖြစ်နိုင်တယ်လို့ဆိုလိုတာပေါ့ဘက်ကောမဒီရဲ့တရားဝင်ရည်ရွယ်ချက်တော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ဒါပေမဲ့နိုင်ငံတကာနိုင်ငံရေးရှုထောင့်ကကြည့်ရင်တော့စိတ်ဝင်စားလျက်သုံးတတ်ချက်တခုပဲဟုတ်ကဲ့နောက်ပြီးတော့မက်လွန်ကထပ်ထောက်ပြတာက ကောမဒီဥက္ကဋ္ဌရဲ့ဟိုကမ္ဘာဒီမိုကရေစီဆုတ်ယုတ်မှုကြောင်းပြောတဲ့စကားတွေဟာအမေရိကန်ပြည်ထောင်စုရဲ့လက်ရှိခြေအနေကိုနည်းနည်းညွှန်းသလိုဖြစ်နေတဲ့စကားဆောင် Bob statement သဘောမျိုးပါနိုင်တယ်လို့လည်းသုံးသပ်ထားသေးတယ်။อืมဒါတွေတော့သုံးသပ်ချက်တွေပေါ့လေ။ဒါပေမဲ့အရေးကြီးတဲ့နောက်တစ်ချက်ကဒီစုကြောင့်အမချာရုံရဲ့လုံကြုံရဲ့အဆိုးရင်မှုလေးပိုတိုးလာနိုင်မလားဆိုတာပဲ။ဟုတ်တယ်ဟုတ်တယ်။ကောမဒီကြီးညာချက်ထဲမှာတော့သူပုံအောင်နေရတယ်ဆိုတာပါတယ်မို့လား။မှန်ပါတယ်။တရင်တော့ဒီကလည်းမေးကြတယ်ကောမဒီဥက္ကဋ္ဌကလည်းဒါကသရိုးအခက်ခဲဆုံးအချက်တဲတစ်ခုဖြစ်ကြောင်းဝန်ခံသွားတယ် ဒီစုကြောင့်အန်ဒီရဲ့ပုံများလာနိုင်ခြေကိုသူတို့စဉ်းစားခဲ့ရတယ်လေ။ဒါပေမဲ့အဆုံးမှာတော့ဒီစုကသူ့ရဲ့မန်ချက်တေကိုကန့်တတ်မှာမဟုတ်ဘူးအထောက်အကူပဲဖြစ်လက်မယ်လို့ယုံကြည်ပြီးဆုံးဖြတ်ခဲ့တာပါလို့ဖြေသွားတယ်။နားမယ်ဒီစင်မှာစုပေးခွဲကိုသူကိုယ်တိုင်လာတတ်နိုင်မလားဆိုတာကတော့အဲလုံကြုံရေးအခြေရေရစောင့်ကြည့်အောင်မယ်လို့ဆိုတယ်။ဟုတ်ကဲ့။နောက်ဆုံးမေးခွန်းတစ်ခုကတော့2023ကအီရန်ကနိုက်ကစ်မိုဟာမာဒီစုရတာကိုယဉ်ညွန့်ပြီးတော့လေ ဒီမိုကရေစီကာကွယ်ရေးမှာအမျိုးသမီးတွေရဲ့အခန့်ခဏပိုအရေးပါလာသလားဆိုတဲ့မေးခွန်းမျိုးပေါ့။အင်းကောမဒီရဲ့တုံ့ပြန်မှုကတော့ကြားမှာခွဲချလာသက်ဖိနှိပ်မှုကိုရင်ဆိုင်ရတဲ့တတ်တီကိုအတိကအတိမတ်ပြူတာပါ။မာဂျာတို့ဟာအတိုက်ခံတွေကိုစွစီးနိုင်တဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုပြီးတော့ပဲဖြေသွားတယ်။ဟုတ်ကဲ့တီတန်ကြားမှာရှုထုံထက်လုဆောင်ချက်နဲ့တတ်တီကိုပဲအဓိကထားတယ်ဆိုတဲ့သဘောပေါ့။ကောင်းပါပြီ။ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချို့ရရင် မာရီယာကိုဒီနာမာချာတို့ရဲ့노ဘငင်းချင်းယေစုဟာသူ့ရဲ့မရင်းညိုင်တဲ့ရဲစွမ်းတက်တီနဲ့ကြိုးပမ်းမှုတွေကိုအတိအမှတ်ပြတာဖြစ်တယ်လို့အင်းဗင်နီဇွဲလာရဲ့ဂျီကွင်းဆရာအချင်းတွေကိုလည်းခပါကကိုပြီးတတိထားမိစေတယ်ဟုတ်တယ်။နောက်ပြီးကဘာမှာဒီမိုကရေစီစံတုံးတွေစင်ခွာခံရတဲ့အချင်းတွေကိုလည်းမိမောင်းထိုးပြလိုက်တယ်လို့ဖြစ်သွားတယ်။ဒီစုရဲ့နောက်ကွဲကတိမ်ခွေတဲ့နိုင်ငံရဲ့အခင်းအချင်းတွေကိုလည်းနည်းနည်းမြင်ခွင့်ရလိုက်တယ်။ တကယ်တော့သူနဲ့ဗနီဇွဲလာအတိုက်ခံတွေရဲ့ဟိုကြည်စက်များထက်မေးပြများဆိုရဲငင်းချမ်းတဲ့လမ်းစဉ်နော်ဘီအန်နေရီကြားတဲ့ကရွေးကောက်ပွဲဆောင်ကြည့်ခဲ့ကြတဲ့စစ်တနာဝန်ထမ်းတွေရဲ့သတ္တိတွေကတကယ်ကို လေးစားစရာ အားကျစရာပါ။ဒါပေမဲ့စဉ်းစားစရာကတော့ရှိနေတော့မယ်။ဟုတ်ကဲ့ဒီလိုနိုင်ငံတကာအသိမဖြစ်မှုတွေကအနာရှင်တွေရဲ့ဖိနှိပ်မှုကိုဘယ်လောက်ထိဟန့်သားနိုင်မလဲဒါမှမဟုတ်တထွတ်လှုပ်ရှားသူတွေအတွက်ပူပီးအန်တီအများစီမလားဆိုတာကတော့များတော့မေးခွန်းထုတ်စရာထင်နေမှာပဲ။ ဆိုတော့ဒီဆွေနှဲမှုကနေကျွန်တော်ဆက်ပြီးတွေးစရာဖြစ်ခြံထားခဲ့ခြင်းတာကတော့နိုင်ငံတကာရဲ့အမြင့်ဆုံးအသိမှတ်ပြုမှုတွေဂုံပြုစုတွေကမြေပြင်မှာတကယ်ရုံးကန်နေရတဲ့ဖိနှိပ်ခံနေရတဲ့လူတွေရဲ့ဘဝတွေအတွက်လက်တွေ့ကြတဲ့အပြောင်းအလဲကိုဘယ်အတိုင်းအတာအထိဆောင်ရွက်ပြည်နိုင်မလဲဆိုတဲ့မေးခွန်းပါပဲ။ဟွန်းဗင်နီဇွဲလာရဲ့အနာဂတ်နောက်ပြီးကမ္ဘာထွန်းမှဒီမိုကရေစီရဲ့ကျိုးပန်းမှုတွေရဲ့အနာဂတ်ကဘယ်လိုပုံစံထွက်လာမလဲဆိုတော့စိတ်ဝင်စားစရာနဲ့ဆက်လက်ဆောင်ကြည့်ရမယ့်အကြောင်းအရာတွေပဲဖြစ်ပါတယ်။